ရိုးသားတဲ့ပြိသက်တွေငွေလိန်ခံရမှာဆိုလို့ရှိကနေရက်တီပေးလာခဲ့တဲ့ဟန်တူးဆန်ရန်ကုန်ဆယ်လီနျူးပြိသက်များအားလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်ဟန်တူးဆန်ကတော့ MRT Forzaland တွေနဲ့ပြိသက်တွေတရှိခဲ့တာများပြားခဲ့ပါတယ်ဒါအပြင်အခုချိန်မှာဆိုရင်တော့ဟန်တူးဆန်ကကိုပိုင်သင်းနေတပုတ်ပြီးတပုတ်ထုံနေနေသလို ပြန်ဆိုသေးတွေကိုလည်းပြန်လဲပြီးတော့မှကာဘာဆောင်းနေနဲ့တီးဆိုတာတွေရှိပါတယ်။ဟန်တူဆန်ကိုပရိသတ်တွေကတရုတ်ဆောင်ပိုင်းမှာရောအဆိုပိုင်းမှာပါလက်ခံအားပေးနေကြတာဖြစ်ပါတယ်။ဒါအပြင်ဟန်တူဆန်ကစကားပြောတဲ့နေရာမှာတိမ်မွေးရင်ကျေးပြီးချစ်ချင်းမြတ်တာနဲ့ပြေဆုံးတဲ့လူတယောက်ဖြစ်တာမို့ပရိသတ်တွေကသူ့ကိုပို့ပြီးတော့မှချစ်ကြပါတယ်။ဟန်တူဆန်ကပရိသတ်တွေပေါ်မှာတကယ်ကိုချစ်တဲ့အမှုပညာရှင်တအူးဆိုရင်လည်းမမားပါဘူး။နေဒီမှာရှိုးပွဲတွေတီးဆိုတဲ့အခါမှာဆိုရင်လည်းပရိသတ်အကြိုက်ကိုလိုက်တက်တဲ့သူဖြစ်ပြီးအမြဲတမ်းသူ့ရဲ့ကောင်းတဲ့မှာပရိသတ်အတွက်ပဲ ိန်စဉ်းစားနေတတ်တာဖြစ်ပါတယ်။အခုတခါမှဆိုရင်လည်းဟန်တူဆန်ကယူသားတဲ့ပရိသတ်တွေအနေနဲ့အွန်လိုင်းငွေလိမ်နာတွေကြုံတွေ့ရတဲ့အခါမှာဘယ်လိုမျိုးဖြည့်ရှင်းမလဲဆိုတာရဲ့နောက်ပြီးတော့အခုလိုမျိုးအွန်လိုင်းငွေလိမ်နာတွေကိုကြုံလာရတဲ့အခါမှာပြန်လည်ရှင်းဆိုင်တုံ့ပြန်နိုင်ဖို့အတွက်အမုံခံပြီးတော့မှလိုက်လွင့်ခဲ့ပါတယ်။ အခုတခါမှာတော့မြန်မာနိုင်ငံရဲ့နာမည်စည်းပန်တစ်ခုဖြစ်တဲ့ကမ္ဘောဇာဗန်နာမည်ကိုအသုံးချပြီးအွန်လိုင်းမှာ KP ငွေလင်လင်မှုတွေများစွာပြုလုပ်နေတာဖြစ်ပါတယ်။လူတိုင်းလူလူကလည်းအလိန်ခံနေရတာဖြစ်ပါတယ်။လိန်တဲ့သူတွေက customer စီဖုန်းဆက်ပြီးတော့မှ KP update မြင်ပြီးမှ version မြင်ပြီးမှမမြင်အကောင့်ကိုပိတ်မယ်စသဖြင့်ချိန်ကြောက်ပြောဆိုမှုတွေရှိတာကြောင့်နှုံအားတဲ့သူတွေက ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်တွေဖုန်းနံပါတ်တွေနဲ့ OTP ကုန်နံပါတ်တွေကိုပေးလိုက်တဲ့အခါမှာငွေတွေအကုန်လုံးကိုလှည့်ပြားယူသွားတာမျိုးတွေများစွာကြုံတွေ့နေရတာဖြစ်ပါတယ်။အဲဒီလိုအကြောင်းအရာမျိုးကိုဟန်တူးဆန်ကိုယ်တိုင်ကလည်းကြုံခဲ့ရသလိုဟန်တူးဆန်အိမ်မှာနေတဲ့သူကိုယ်တိုင်ကလည်းကြုံခဲ့ရတာဖြစ်ပြီးတရက်မှာတော့ဟန်တူးဆန်စီကိုညဘက်မိုးချုပ်ကြီးမှာဖုန်းဆက်ပြီးတော့မှငွေလိမ်လာတာဖြစ်ပါတယ်။ဒီလိုငွေလိမ်လာတဲ့အတွက်ဟန်တူးဆန်ကအရင်ကတည်းကလည်းဒီလိုမျိုးတွေလောက်လာတယ်ဆိုရင်တော့ live လွင့်မြေပြည်သက်တွေတည်အောင်လုပ်မယ်လို့ရှိရထားတာဖြစ်လို့အဲ့ဒီနေ့မှာ live လွင့်ခဲ့ပါတယ်။အမှန်ဆိုရင်အဲ့ဒီနေ့မှာသူကတခြင်းနေနဲ့တိုက် ီးတော်တော်လေးပင်ပန်းနေတာဖြစ်ပါပြီ။ဒါကိုညာကြီးမိုးချုပ်ကြမှာ KBZ ဘဏ်ကပါဆိုပြီးအမျိုးသမီးဦးတအုပ်ကဖုန်းဆက်ကဟန်တူးဆန်စီကိုငွေလိမ်လေးဖို့အတွက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုငွေလိမ်နေတဲ့အခါမှာဟန်တူးဆန်ကမရှက်ဘူးလားလို့ပြန်လည်ပြောဆိုတဲ့အခါမှာတဖက်ကလိမ်နေသူကပြန်ပြီးဆဲသွားတာတောင်ခံရပါသေးတယ်။ဟန်တူးဆန်လည်းဘာမှပြန်မပြောနိုင်မဲဆုံးအသွားခဲ့ရပါတယ်။သူအနေနဲ့အခုလိုမျိုးပြိသက်တွေဘလောက်တောင်မှအလင်ခံနေရပြီလဲဆိုပြီးစိတ်မကောင်းဖြစ်မိရဲ့လို့ပြောလာခဲ့ပါတယ်။အခုချိန်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကခေတ်စားနေ နေတာဖြစ်တဲ့အပြင်မိမိရဲ့ KB အကောင့်တွေကနေပြီးတော့လည်းအခုလိုမျိုး OTP ကုတ်တွေကြပြီးတော့ကုတ်နံပါတ်တွေပြန်ပေးပြီးငွေလိမ်နဲ့အကြောင်းအရာတွေကဇက်တိုက်ဆိုသလိုဖြစ်နေတာဖြစ်ပါတယ်။ဟန်ဒူးဆန်အနေနဲ့ဒီလိုမျိုးငွေလိမ်နဲ့အခါမှာငွေလိမ်နဲ့လို့မသိပဲဖုန်းဆက်လာရင်သူရဲ့မိဘဆွေမျိုးတွေနဲ့တငယ်ချင်းတွေကိုဘယ်လိုလုပ်ကြမလဲလို့မိတဲ့အခါမှာအားလုံးကသူတို့ရဲ့အကောင့်တွေပိတ်သွားမှာဆိုလို့ကုတ်နံပါတ်တောင်းရင်တော့ပြီးမှာပေါ့လို့ပြောခဲ့ပါတယ်။ဒီလိုပြောခဲ့တာကြောင့်တော်တော်သနားသွားပါတယ်။အခုလိုမျိုးငွေလိမ်နာနဲ့ပတ်သက်ပြီးမသိသေးတဲ့သူတွေအများကြီးရှိတဲ့ ယ်ဆိုတာကိုသိရလို့သူများရီထပ်ပြီးအလိမ်မခံရဖို့ဟန်ဒူးဆန်ကအခုလိုလိုင်းလွင့်ခဲ့တာပါလို့ပြောပြခဲ့တာပါပရိသတ်ကြီးရောဘလို့တွေထင်မြင်ပြီလဲဗီဒီယိုအောက်ကကွန်မန့်လေးမှာရေးသွားပေးခဲ့ပါဦးနော်